ားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်တည်တင်ဌာနကနေပြီးတော့သတင်းများကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲသို့အာဆီယံကစောင့်ကြည့်လေ့လာရေးအဖွဲ့များဆေလုပ်ဖွဲ့မရှိဟုမလေးရှားနိုင်ငံသားယဝင်ကြီးထုတ်ပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်မြန်မာနိုင်ငံတွင်စစ်တပ်ကကမကတ်ထားပြုလုပ်မည်ရွှေကောက်ပွဲသို့အာဆီယံကစောင့်ကြည့်လေ့လာရေးဆင်လွတ်ဖွဲ့မရှိကြောင်းမလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ထာဆန်ကထုတ်ဖော်ပြောဆိုခဲ့ပါသည် အော်တိုပါလ73ရက်နေ့မလေးရှားနိုင်ငံကွာလာလံပူမြို့တွင်သတင်းတောက်များနှင့်တွေ့ဆုံစဉ်မလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟာဇန်ကပြောဆိုခြင်းဖြစ်ကြောင်း Free Malaysia Today FMT ကသတင်းဖော်ပြပါသည်မြန်မာစစ်တပ်၏သတင်းထုတ်ပြန်ချက်တွင်အာဆီယံကရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများစေလို့ရန်သဘောတူတည်ဟုသတင်းထုတ်ပြန်ခဲ့မှုအပေါ်သတင်းတောက်များကမေးမြန်းစဉ် လေးရှားနိုင်ငံသား၏ဝင်ကြီးကအာဆီယံနိုင်ငံသား၏ဝင်ကြီးများအကြားစစ်တဲရွေးကောက်ပွဲသို့လေးလာဆောင်ကြည့်ရေးဖွဲ့များဆေလွတ်မလွတ်ကိုဆွေးနွေးရအောင်မည်ဖြစ်ကြောင်းထို့ရာတွင်ဆေလွတ်ဖွဲ့မရှိကြောင်းထုတ်ပေါ်ပြောဆိုပါသည်အာဆီယံနိုင်ငံသား၏ဝင်ကြီးများအစည်းအဝေးမှာဒီကိစ္စကိုဆွေးနွေးဆုံးဖြတ်မှာဖြစ်ပေမဲ့အာဆီယံကသဘောတူမယ်လို့တော့ကျွန်တော်မမျှော်လင့်ပါဘူးဟုမလေးရှားနိုင်ငံသား၏ဝင်ကြီးကရှင်းပြပါသည် စစ်ကောင်စီကအောက်တိုဘာ9ရက်နေ့မလေးရှားနိုင်ငံခြားရေးဝန်ကြီးဤနေပြည်တော်ခီးစင်တွင်မြန်မာနိုင်ငံ၏ရွှေခေါက်ပွဲအတွက်ပြင်ဆင်မှုကိုဝန်တာပြီးဖူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းရွှေခေါက်ပွဲလေးလာစောင့်ကြည့်ရေးအဖွဲ့များဆေလွတ်မည်ဖြစ်သည်ဟုမလေးရှားနိုင်ငံခြားရေးဝန်ကြီးကပြောဆိုကြောင်းလိမ့်လည်သတင်းထုတ်ပြန်ခဲ့ပါသည်မလေးရှားလွှတ်တော်အမတ်တချို့နှင့်မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်းဆိုင်ဖူဒင်အပ်ဒေါ်လာကလည်းစစ်တပ်ရွေးကောက်ပွဲကိုမလေးရှားကထောက်ခံသည်ဟုမြန်မာစစ်တပ်ကသတင်းထုတ်ပြန်ခဲ့မှုအတွက်ရှင်းလင်းပေးရန်မလေးရှားအစိုးရကိုကြေညာချက်ထုတ်ပြန်တောင်းဆိုခဲ့ပါသည် ဇူလိုင်လအတွင်းမလေးရှားနိုင်ငံကွာလန်လမ်ပူးမြို့တွင်ကျင်းပခဲ့သောအာဆီယံထိပ်သီးအစည်းအဝေးတွင်မြန်မာအရေးဖြည့်ရှင်ရေးအတွက်ရွေးကောက်ပွဲမှဦးစားပေးမဟုတ်တောင်းအာဆီယံကတရားဝင်ကြေညာချက်ထုတ်ပြန်အတည်ပြုခဲ့ပါသည်အကြံဖတ်စစ်တပ်ကအာဆီယံကချမှတ်ထားသောဘုံသဘောတူညီချက်၅ရပ်ကိုလိုက်နာခြင်းမရှိသဖြင့်စစ်ကောင်ဆောင်နှင့်ဝင်ကြီးများကိုအာဆီယံထိပ်သီးအစည်းအဝေးများတက်ခွင့်မပြုဘဲအာဆီယံကအရေးယူထားပါသည်။ဆလပီညင်းချန်တွင်တီတာယူမြုံဖြူအဖွဲ့ကိုတော်လိုင်းရေးတံများကြားဖြတ်တိုက်ခိုင်း ြူ15ရောက်ထပ်မနေတည်ဆုံနေဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မန္တလေးတိုင်းမြင်းချမ်းမြို့နယ်အတွင်းခြေရွာတွေကိုမိရှုဖျက်ဆီးနေတဲ့ဒီတာယူမွန်ပြူအဖွဲကိုတော်လိုင်းရဲတပ်တွေဂျားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ပြည်သူ့ကျယ်တပွင့်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။အောက်တိုဘာ၁ရက်ကမြင်းချမ်းမြို့နယ်ရွာတီညောင်ပင်ရွာလမ်းပိုင်းမှာဒီတာယူမွန်ပြူအဖွဲကိုဂျားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။တိုက်ခိုက်မှုအတွင်းပြူစောတိ15ရောက်ထပ်မနေတည်ဆုံခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကျယ်တပွင့်တပ်ဖွဲ့ဦးဆောင်ပြီး MGN ဒိန်ချာဒိုင်နမိုက်နဲ့မြင်းချံပကဖအဖွဲ့များကလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူညီတဲ့စာချုပ် NCA လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး NCA ကိုလက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေဖြစ်တဲ့မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး APSDF ချင်းအမျိုးသားတပ်ဦး CNF ကရင်အမျိုးသားအစည်းအရုံး KNU မွန်ပြည်သက်ပါတီဆီအာနာရှင်တိုက်ဖြည့်ရေး NNSP AD ပအိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL နဲ့လာဟုဒီမိုကရက်တစ်အစီအယုံ LDU တို့ကဒီနေ့အောက်တိုဘာ23ရက်မှာပူးရဲကြေညာချက်ထုတ်ပြန်ပါတယ်။အဲ့ဒီပူးရဲကြေညာချက်ထဲမှာ NCA လုပ်ငန်းစဉ်ကိုအကောင့်ထည့်ဖို့ကာလအတွင်းစစ်တပ်ဟာလုပ်ငန်းစဉ်တွေကိုလွှမ်းမိုးထိန်းချုပ်ခြင်းတစ်ဖက်သက်ပိတ်ဆို့ခြင်း NCA သဘောတူညီချက်တွေကိုအကောင့်ထည့်မဖို့နိုင်အောင်တားဆီးခြင်းတွေပြုလုပ်ခဲ့တယ်လို့စာချုပ်ပါသဘောတူညီချက်တွေကိုအကြိမ်ကြိမ်ချိုးဖောက်တာတွေရှိခဲ့ပေမယ့်သဘောတူညီချက်အထူးရအောင်စူးစမ်းဆောင်ရွက်ခဲ့ကြောင်းနဲ့2021ဖေဖော်ဝါရီလစစ်တပ်အာဏာသိမ်းမှုမှာ NCA စာချုပ်ပါအခြေခံမှုတွေနဲ့အရေးမှန်ချက်တွေကိုပြောင်ပြောင်တင်းတင်းဖြက်စီးလိုက်ပြီးဖြစ်တာကြောင့် NCA လုပ်ငန်းစဉ်တွေရက်ဆိုင်သွားကစက္ကူစုပ်တစ်ခုအဖြစ်ကိုရောက်ရှိသွားစေတယ်လို့ဖော်ပြပါတယ်။ NCA စာချုပ်အပေါ်ချင်းဝင်ဆောင်ထိန်မှုလည်းမရှိဘဲအချိန်ချင်းချိုးဖောက်ခဲ့တဲ့စစ်အုပ်စုကပြည်သူလူထုကိုအင်အားသုံးပုံစံအမျိုးမျိုးနဲ့ဖမ်းဆီးတပ်ဖြန်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့လည်း NCA လက်မှတ်ထိုး6ဖွဲ့ကထုတ်ပြန်ပါတယ်။ ဆေးဥစုဟာ NCA အမိခံပြီးဟန်ပြလုပ်ငန်းစဉ်တွေနဲ့2008အဖွဲ့အစည်းပုံအခြေခံဥပဒေအောက်မှာကျင်းပဖို့ပြင်ဆင်နေတဲ့အတူရောက်ရွေးကောက်ပွဲတို့ဟာစစ်အာဏာရှင်တွေကနိုင်ငံကိုတသက်လုံးထိန်းချုပ်နိုင်ရေးတရားမှုရှိဖို့ကြိုးပမ်းနေခြင်းတို့သာ ဖြစ်တယ်လို့လည်းပူရဲထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒါကြောင့်လာမယ့်အောက်တိုဘာ15ရက်မှာ10နှစ်ပြည့်သွားပြီဖြစ်တဲ့ NCA နှစ်ပတ်လည်ကိုဆေးဥစုကပြုလုပ်ဖို့ပြင်ဆင်နေပြီးအဲ့ဒီပွဲကို UN ASEAN နဲ့နိုင်ငံတကာတန်တမာတွေအနေနဲ့မတက်ရောက်ကြဖို့ကိုတိုက်တွန်းထားပါတယ်။ NCA နှစ်ပတ်လည်ပွဲကိုမတက်ရောက်ခြင်းနဲ့ပြည်သူလူထုနဲ့အတူရက်တီလိုကြောင့်ပြသဖို့ကိုလည်းတိုက်တွန်းထားပါတယ်။အခုပူးရဲထုတ်ပြန်တဲ့ NCA လက်မှတ်ထိုး6ဖွဲ့အနေနဲ့လည်းစစ်တပ်ကနိုင်ငံရေးမှာပါဝင်မှုမရှိစေရင်ပြည်ပခါအတွင်မတရားကျူးလွန်ခံရသူတွေအတွက်တရားမျှတမှုရှိစေဖို့နဲ့ Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲနိုင်ဖို့အတွက်တော်လန်တိုက်ပွဲဝင်နေတဲ့တော်လန်ရေးဖွဲ့စည်းတွေနဲ့အတူဆီယနာရှင်စနစ်ခြုံငိမ့်ပြီး Federal Democracy ပြည်ထောင်စုသစ်ထူထောင်နိုင်တဲ့အထိဒီဇိုင်းမမတ်တိုက်ပွဲဝင်နေမယ်လို့လည်းကြေညာပါတယ်။ ဆက်လက်ပြီးပေါက်ခေါင်းတွင်စစ်တပ်၏ဘော်ဒါအထိုင်စခန်းမှလူအချင်းအပြောင်းပြုလုပ်ပြီးပြန်လာသောစစ်သားများကိုမိုင်းဆွဲတိုက်ခိုက်မှုထိခိုက်ဒဏ်ရာရသူများပြပြီးခဲယမ်းအချို့တင်စီရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ပဲခူးတိုင်းပေါက်ခေါင်းမြို့နယ်တွင်အကြမ်းဖက်စစ်တပ်၏ဘော်ဒါအထိုင်စခန်းမှလူအချင်းအပြောင်းပြုလုပ်ပြီးပြန်လာသောစစ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရန်ထိခိုက်ဒဏ်ရာရရှိသူများပြပြီးခဲယမ်းတချို့တင်စီရရှိခဲ့ကြောင်းပြည်ခရိုင်တရရင်နှင့် တရင်နှစ်ပြန်ကြားရေးတာဝန်ခံရဲဘော်ရက်စတာကတရင်ဌာနကိုပြောကြားပါရယ်အော်တိုဘားလ17ရက်နေ့ည8:00နာရီခန့်တွင်ပေါက်ခါမှုနယ်ဘော်ဒါအထိုင်စက်ကမ်းမှလူအချင်းအပြောင်းလုပ်ပြီးပြန်လာသောအင်အား44ဦးပါစစ်ကြောင်းကိုဘကူတိုင်းပြူဟာ21ကိုကဲမှုအောက်ရှိပြည်ခရိုင်တရင်အမှတ်နှင်3600ရာနှစ်တရင်တက်ခွဲသုံးမှရဲဘော်များကတောင်လေကြီးရွာနီးရှိဝေးပင်ကုန်းနေရာတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ထိုတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်မှထိခိုက်ဒဏ်ရာရရှိသူများပြပြီးဒဏ်ရာရစစ်သားများကိုထမ်းဆင်ပြင်ပြလဲတည်ထုတ်သွားကြောင်းသိရပါတယ်။ထို့သောမိုင်းဆွဲတိုက်ခိုက်ပြီးနောက်အော်တိုဘားလ12ရက်နေ့နံနက်ပိုင်းတွင်အဆိုပါနေရာကိုတော်လန်ရေးရဲဘော်များကနေမြေရှင်းလင်းရေးပြုလုပ်စဉ်စစ်တုံးကျော်ဖို့အိတ်တလုံး MAG ပေါက်တကူ BA 100ထရက်ပုံသီးတလုံး5.56 G 80တောင်းပေါ်ဝါဘန်တလုံးတို့ကိုတင်စီရရှိခဲ့ကြောင်းသိရပါတယ်။ အလားတူအော်တိုဘားလ၄ရက်နေ့နံနက်ပိုင်းကလည်းပောက်ခေါင်းမြို့နယ်တောင်လေကြီးရွာအထိုင်စခန်းမှာအင်အား90ခန့်ပါဝင်သောချီလင်းစစ်တပ်စစ်ကြောင်းကိုဗျူဟာ21ကိုကဲမှုအောက်ရှိ PKI တရင်အမှတ်နှင့်3600နှစ်တရင်တက်ခွဲသောတက်ခွဲလီနှင့်ရွှေတောင်ပကဖားတို့ပူးပေါင်းပြီးအုပ်ဖို့ကြီးပါအနီးတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှထိခိုက်မှုရှိတော်လည်းအရေးအတွက်ကိုတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါသည်ထို့ပြင်အော်တိုဘားလ၈ရက်နေ့တွင်လေပောက်ခေါင်းမြို့နယ်ချင်းလေကိတ်မှာခင်းပုံပွင့်ရထွက်လာသောအင်အား၂၀ခန့်မှစစ်ကြောင်းနှင့် ယူဟာ21ကိုကဲမှုအောက်ရှိ PKI တရင်အမှတ်နှင့်3600နှစ်တရင်တက်ခွဲသုံးနှင့်ရွှေတောင်ပကဖမရေပေါ်များထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးဒေါ်လန်ရေပေါ်များအထူးကိမ်းရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။ပောက်ခေါင်းမျိုးနယ်တွေမှာတော့စစ်ခွေးတွေနဲ့ထိတွေ့မှုဖြစ်တာကတော့ဇက်တိုက်ကိုဖြစ်ပွားခဲ့ပါတယ်။ကျွန်တော်တို့ပျောက်ကြားပုံစံနဲ့မိုင်းဆွဲတိုက်ခိုက်တာပစ်ခတ်တိုက်ခိုက်တာလုံးဆောင်ခဲ့တော့ရေပေါ်တွေထိခိုက်မှုမရှိပါဘူး။စစ်ခွေးတွေကထိခိုက်မှုရှိပေမဲ့အရေအတွက်ကိုတော့အတိမပြုနိုင်သေးပါဘူး။ကျွန်တော်တို့ဆက်လက်စုံစမ်းနေပါတယ်ဟု ပြည်ခရိုင်တရင်နှစ်တရင်နှစ်ပြန်ကြားရေးတာဝန်ခံရဲဘော်ရက်စတာကပြောဆိုပါတယ်။ကျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။